ဂန်တင်ဟိုင်လန့်တောင်ပေါ်သို့အပန်းဖြေခီးစဉ်တယ်ဝေးဘလော့စ်မင်္ဂလာပါဘလော့ဘန်အော်တိုပီကလည်းလူစုစွာပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတခါကျွန်တော်တို့ရေးတွားရောက်လက်ပတ်အပန်းဖြေမခီးတဲ့ရတော့မလေးရှားနိုင်ငံဆလန်ဘော့ပြည်နယ်ရှာအလမ်းမှာရှိတဲ့တောင်ပေါ်ဒေသတနေရာကိုတွားရောက်လက်ပတ်မဲ့ခီးခြင်းဖြစ်ပါတယ်ဒါကတော့ပထမဦးစွာယခုလိုမျိုးတောင်ပေါ်ကိုစတင်သွားရောက်လည်ပတ်မှာဆိုရင်ကြောက်တာနဲ့ ပဲကားစီးဖို့လက်မှတ်ဝယ်ရပါတယ်လက်မှတ်ဝယ်ပြီးဆိုရင်လည်းယခုလိုမျိုးအဆင်ဆက်ဝယ်ရပါတယ်ဒါကတော့ကေဘယ်ကားစီးတဲ့နေရာကေဘယ်လက်မှတ်ဝယ်တဲ့နေရာစင်တာဟောကြည့်တဲ့ကိုရောက်ရှိနေကြပဲဖြစ်ပါတယ်ဒါလေးဟိုင်လိုက်တောင်းလာဆိုရင်ကျွန်တော်တို့ဒီမလေးရှားနိုင်ငံကွာလာလာပူမြို့ပလီစီယံဘုတ်ပြည်ရဲ့ဆာလန်ရှိပါတယ် ဲ့ဒီမိတ်ဆွေပေါင်းစပ်နေတယ်။ဒီမှာတဲ့အပြင်မှာနေဒီပြောင်းနိုင်ရန်ဖီလိုလေးကိုကျွန်တော်တို့အဆုံးထိလဲတာတ िश ူရင်းနဲ့နောက်ထပ်လဲကြရအောင်ရှာကိုရောက်ရင် ောင်းရပြီကိုဆက်လာရှင်နေစီဒီဒီခုလိုမျိုးကနေတဲ့ကြောင့်ပေါ်လို့ပြောလိုက်ပြပါတယ်။ဒါကတော့ကျွန်တော်တို့မနက်ပိုင်းတော့လေ့လာဖြစ်တာကြောင့်နေ့နေ့ဒီဘုံမိသားစုတဝါကြီးရှိရှိခံရမှာလို့ဖြစ်ပါတယ်။မလေးရှားနိုင်ငံဆိုရင်ယာရီဥစုပုံမှန်မရှိပါဘူး။နေပူနဲ့တားပူတယ်မိုးရွာရင်လည်းတားရွာတယ်အဲဒါပဲလို့ဆောင်းရလီဆိုတာမလေးရှားနိုင်ငံမှာဆိုရင်မရှိသလောက်ပါပဲ။ အဲ့ဒါကြောင့်မို့မလေးရှားမှာလည်းနေရကြပြီးဆက်ရောက်လုပ်ငန်းတွေမှာပဲအများအားလောက်ကိုင်းနေရတယ်စိတ်ညစ်နေရတယ်ဥပင်တော့ကရောက်နေရတယ်အများအားအပူထဲမှာပဲနေနေရတယ်ဆိုရင်တော့ယခုလိုမျိုးမလေးရှားနိုင်ငံတောင်မော်ရီဒတ်နေရာဖြစ်တဲ့နံပါတ်ကြီးတောင်မော်ရီဒတ်ဖြစ်တဲ့ကန်တိန်ဟိုက်လန့်ကိုရောက်ရောက်လေပတ်ဖို့အကြံပြုပါတယ်နောက်ဘလော့တွေမှာ ဘာဘလော့တွေမှာလည်းကျွန်တော်ဗီဒီယိုဘလော့တွေများစွာရိုက်ကူးတင်ဆက်ပြဖို့ပြပါဦးမယ်။နောက်ထပ်နောက်ထပ်ဒီမှာလည်းဗီဒီယိုဘလော့အပိုင်းတွေများစွာတင်ဆက်ပြဖို့ရှိပါတယ်။အဲဒါကြောင့်မို့ကျွန်တော်ရဲ့ဘလော့ပိုင်းအောက်သူကြည့်ကိုလည်း like and share follow လုပ်ပါလိမ့်မယ်။ issue up ပြီးဝင်ရကြပြီမဟုတ်ဘူး။တရားချင်းဒီကျေးဇူးတွေများစွာရှိပါတယ်။အဲဒီတော့ဆက်ပြီးကျွန်တော်တို့ဒီဒီပဲကားနဲ့ပြီးအပေါ်မှာပါရှိမလဲဆိုတော့ကျွန်တော်လည်းဒီလို like နေပါ။ Let's go. ီဘက်ကတော့အဆင်ဆက်အသက်ဆင်းလို့ပါပါတယ်ဟုတ်ကဲ့နောက်ဘလော့တွေမှာပြန်လည်ဆုံးပြကြမယ့်အားလုံးဘိုင်ဘိုင်ကျေးဇူးပါ